win one championship. You will go down. one championship ရဲ့နောက်ဆုံးပွဲစဉ်ကိုအနိုင်နဲ့နှုတ်ဆက်ခဲ့တဲ့အောင်လာအန်ဆန်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မနက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ချစ်တော်ကြီးအောင်လာအန်ဆန်လို့ခေါ်တဲ့ဘာမီပိုက်တွန်နဲ့ Sweden Fighter Garistan တို့ထိုးသက်ခဲ့ကြတာပဲဖြစ်ပါတယ် ဘာမီပိုင်တန်လို့နာမည်ကြီးပြီးတော့အောင်လာအန်ဆန်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ဗမာကိုကဘာငါတိအောင်ချပြခဲ့တဲ့ဗမာနိုင်ငံသားကချင်တိုင်းရင်းသားတူပဲဖြစ်ပါတယ်။ဒီနေ့မနက်မှာထိုးသက်ခဲ့တဲ့ Sweden Fighter Castidan နဲ့ထိုးသက်ပွဲဟာဆိုလို့ရှိရင်အောင်လာအန်ဆန်းရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ပြီးတော့ဒီပွဲစဉ်ပြီးမှဆိုလို့ရှိရင်သူဟာအနားယူခဲ့ပြီးတော့သူ့ရဲ့လက်အိတ်တွေကိုကျိုးဝိုင်းပေါ်မှာပဲတင်ထားခဲ့တာပဲဖြစ်ပါတယ်။ အောင်လာန်ဆန်းကဆိုလို့ရှိရင်သူ့ရဲ့နောက်ဆုံးထိုးတက်ပွဲမှာ Sweden Fighter ကိုဒုတိယချီမှာအလဲထိုးနဲ့အနိုင်ရယူခဲ့တာပဲဖြစ်ပါတယ်။မြန်မာဟိုကမ္ဘာကတည်အောင်ချပြခဲ့တဲ့အောင်လာန်ဆန်းရဲ့နောက်ဆုံးထိုးတက်ပွဲစဉ်မှာဆိုလို့ရှိရင်ဗမာပြည်ကနာမည်ကြီးအဆိုတော်ဖြစ်တဲ့လေးပြူဟာဆိုလို့ရှိရင်လည်းသူကိုယ်တိုင်စင်ပေါ်မှာတက်ပြီးတော့အမဲလိုက်ကတချင်းနဲ့အတူအောင်လာန်ဆန်းကိုကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။ အွန်လိုင်းရဲ့နောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင်တချီကို9မိနစ်ထိုးသက်ခဲ့ရတာဖြစ်ပြီးတော့ပထမရှီမှာဆိုလို့ရှိရင်ကာစတီဒန်နဲ့အွန်လာတို့ဟာတယောက်ရဲ့အားနေချက်နဲ့တယောက်ရဲ့အမားတွေကိုစောင့်ကြည့်ကြရင်းနဲ့ထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ပဲတဲ့ပထမချီဟာပြီးဆုံးသွားခဲ့